cái kêu nó đang vào vô này nó xóa cho gu rồi là tôn như gì đó ta là xóa cho gu tôn như gì xóa cho gu tôn như là ba đó gì nó mất đi cả cái gì nó mất đi cả an trí tân na nó mất đi cả nữ ta thật đi cái gì sợ ông già nhiều nhiều khoan giang အာရတနာဆိုတာလူတယောက်ရဲ့စိတ်ကိုအတန်ဟောတာအနိတာတ္တိဆိုတာဘယ်လိုနေဘယ်လိုထိုင်ဘယ်တရားကိုကျင့်ဘယ်လိုလိုက်တာလဲဆိုပြီးတော့တုံတဲ့ဆုံးမတာတဲ့အစွမ်းတကူသုံးယူလောကဒုရေကထင်းနေတာအမျိုးမျိုးလုံးပြတာတကူလို့ထင်ကြည့်ရသော်ပြရဲ့အထက်ကဆုံးမတာလည်းတကူပဲဆုံးမပေါ်ရသေးတာအစွမ်းတကူလို့ထင်မှာ ဲ့ဒီဒီအစွမ်းလေးတွေကိုပါဠိလိုကြတော့ပါတိဟာရိယမြန်မာစကားမှာဗျာတိဟာလို့ဒီလိုတုံးနေရှိတယ်နော်ဗျာတိဟာဆိုတဲ့စကားလုံးနဲ့ပါတိဟာရိယဆိုတဲ့စကားလုံးတူတယ်မြန်မာတွေကပါဠိနာမ်လိုက်ပြီးတော့ဗျာတိဟာဗျာတိဟာလို့ဒီလိုခေါ်အတိတ်ကကဘာလဲဆိုပါတိဟာရိယ စัจจေတေကိုတောင်းမှန်ခေရှားနိုင်တဲ့အစွမ်းပတ္တိကိုဒီလိုပြောတာနော်စัจจေလာရဲ့အရာကိုတောင်းမှန်ခေရှားပြနိုင်တဲ့အစွမ်းတကူကိုပါတိဟာရီယလို့ခေါ်တယ်မြန်မာလိုအစွမ်းတကူလို့ပဲဒီလိုမှတ်တာပေါ့စကလုံးရဲ့အဋ္ဌေကျင်းကစัจจေပြများလို့ပါတိဆိုတဲ့စัจจေပြများကိုပတိဆိုတဲ့စัจจေပြ အဲ့ဒီစံချေတဲ့ကိုဟာရီယာဖေရှားဖြစ်တာစံချေလာတဲ့အရာတွေကိုတောင်းလာဖေရှားဖြစ်နိုင်တဲ့အစွမ်းတတ္တိကိုအစွမ်းတကိုလို့ခေါ်ပါတယ်အဲ့ဒီအစွမ်းတကိုဟာသုံးမျိုးရှိတယ်နံပါတ်1က AD ခုကလည်းပြောရတယ်မဟုတ်လား AD လို့ AD လို့ဆိုတာလေအစွမ်းတကိုလို့ အတီဆိုတာလောက်တောင်စောင့်ချမ်းနေဆိုအတီဒီကူကမရှိဘူးရှိဘယ်လိုလုပ်ရလဲဆိုတော့တော်တော်ချင်းစတဲ့ခုပေါ့ပေါ့ရောချင်းလာတယ်ဇန်လေးစက်ဘောဇန်၅စက်ရတဲ့အခါမှာဖန်ဆင်းနိုင်တဲ့ပညာရက်တစ်ခုအတီလို့ခေါ်တယ်ပါဠိစာပေလို့အဘိညာလို့ခေါ်တယ်ထူးခြားတဲ့အတီမိဒအဘိညာ ဝိထာဆိုအမျိုးမျိုးရှိတယ်ဒီဘုန်းကလည်းဆိုပါစို့တရားဖဲရနေပြီးတရားတစ်ထောင်ဖြတ်ဖန်ဆင်းလို့ရရှေစုလမမထေရကတဘာတဲ့ကနေပြီးယဟန်တစ်ထောင်ဖြတ်ဖန်ဆင်းတာဒီအစားတော့အရှင်မို့ရှိတယ်ကျလို့ရမရလို့မဟုတ်ဘူးရှင်းစလာလာ quarry to Tom Hazen Jaka. They could not be like me and Sulavani, they call. The one at the one, the two owners, Hazen Jaka. The Vaga Kamchan Kandi, the Vaga Vesi Kandi, the Vaga Yakandi, the Vaga and the Sulavani, they call. Tamil go eighty. Pati Hariya, eighty Swami Guru Kaur. Tara, Vaini, the Guru of Hazen Jaka. The Vaga ော့ရာထောင်ကြည့်အောင်ဖန်ဆင်းလို့ရတယ်လို့ရာထောင်ကိုတူးနဲ့ဖြစ်အောင်လည်းချုပ်ပြီးလည်းယူလို့ရတယ်။ဘွားနဲ့ပေါ်လာလည်းလုပ်လို့ရတယ်၊ဒုက္ခနဲ့ပြောင်းသွားအောင်လည်းဖန်ဆင်းလို့ရတယ်။ကိုယ်မျက်စိအောင်မှာဘွားနဲ့ပေါ်လာဒုက္ခနဲ့လည်းပြောင်းသွားနိုင်။ကိုယ်ကနိုင်တယ်၊ဒီကနိုင်တယ်လို့ဒီကမဟာဒရိုင်းကြီးကိုပဲဖောက်ပြီးတော့ထွက်သွားတဲ့ဟာမျိုးပေါ့နော်။ ကိုယ်ပဲနိုင်နိုင်ဒီလိုနိုင်နိုင်လို့လည်းဖောက်ထွက်သွားနိုင်ဆွမ်းတဲ့ကိုယ်ကိုခံစားရတယ်။ဒါမှမဟုတ်ရေပေါ်မှာလမ်းလျှောက်ပြတယ်။ကောင်းကင်ပေါ်မှာညက်လို့ပြန်ပြတယ်။ဆွမ်းတဲ့ကိုယ်ပြုလို့မြေထဲမှာရှိုးပြတယ်။ကောင်းကင်ပေါ်ကနားရည်မြေတွေကိုကင်ပြတယ်။လမ်းပေါ်မှာထိုင်ပြတယ်တက်ပြတယ်အမျိုးစုံပါ Dari Aksan Rulih Hukum